ခွေးနဲ့ကြီးကဦးလိုက်ပြီးရုတ်တရက်ဆူဆူဝါဝါဦးလိုက်ရာအိမ်မဲကြီးကသူတို့ဘက်လှဲ့လာသည်ဖိုးချိုလာပြေးမယ်သူတို့နှစ်ယောက်နောက်လှဲ့ကတုတ်ချေတင်ပြေး၍လာတော့ရွာထဲကခွေးတွေဟောင်ရမိအစားဦးနေတာတရွာလုံးကိုစူညံလို့နေသည် ထဲကိုပြန်ရောက်တော့စကားပြေမပြောနိုင်ပင်ဝါချမ်းပေါ်မှောက်ကြသွားတော့သည်အဲ့ဒါပဲသူကြီးကျွန်တော်တို့နောက်လဲကြည့်တာရွာထိတ်မှာပဲကြံခဲ့တယ်ပေါင်ကြီးပြောတာကိုသူကြီးကစိတ်ဝင်တစားနားထောင်ရင်းမင်းတို့ပြောပုံအရမင်းတို့ကိုတွေးလို့တာနိုးကလေးကိုမခေါ်သွားတာနေမယ်။ဟုတ်မယ်ထင်တာပဲသူကြီးရဲ့ဘလို့ဖြစ်ဖြစ်ရွာအတွက်တော့မကောင်းဘူးထင်တယ်။အေးငါလဲလူစိုးတခိုးဆိုရှင်းလိုက်တာကြာပြီ နာနာဘာဝတွေဆိုတော့ဘလို့မှမတက်နိုင်ပဲလက်ပိုက်ကြည့်နေတာသူကြီးကစိတ်ပြက်စွာ ပေါက်ကြီးအားပြောလိုက်ဤဒီလိုလုပ်ပါလားသူကြီးမိုးကနေရွာမှာဆရာတယောက်ရှိတယ်တိတ်ဆွမ်းတယ်လို့ပြောကြတယ်သူကိုပင့်ပြီးတားရင် ဖြစ်မလားဟုတ်ပါမလားပေါက်ကြီးရဲ့အခြေအနေကအခုထက်ပိုဆိုးလာရင်ဘလို့လုပ်မလဲသူကြီးပြောတာကိုဖိုးချိုးကဝင်၍အခုလိုလက်ပိုက်ကြည့်နေတာထက်စာရင်အခြေအနေထူးလာမှာပေါ့ သူကြီးရဲ့မျိုးကလူတွေတောင်တကူးတက သူ့စီလာကြတယ်လို့ပြောကြတယ်။အေးရွာနဲ့တိုင်ပင်လိုက်အောင်မယ်။မြ мян တိုင်ပင်သူကြီးနောက်ထပ်ကလေးတွေထပ်ပါသွားရင် သူကြီးတိတ်ခါကြမယ်။အေးပါကွာအေးပါ။ပြန်အောင်မယ်။သူကြီးဆရာပင်ဖို့ကျွန်တော်တာဝန်ထား။အေးပေါင်ကြီးနဲ့ဖိုးချိုပြန်သွားတော့ သူကြီးလေလေးနဲ့စွာတွေးမိသည်ဒီအတိုင်းနေတာထက်ဆရာကရွာအတွက်တခုခုလုပ်ပေးနိုင်ပြီဆိုလျှင်ခုအတွေးတွေမျောနေပါသည်နောက်တစ်နေ့ဦးကျော်တင်တယောက်ဖိုးကလေးရွာရှိဆန်ဆက်သို့စဘာကျိတ်ရန်စဘာများသွားပို့ပြီးလဲနေရွာသို့ပြန်လာစဉ်လမ်းနာကြီးမာသောလွယ်အိတ်ကြီးကိုလွယ်လျက်လဲလန်းအတိုင်းလမ်းလျှောက်ပြန်လာသည့်ဦးအကာတွေ့လိုက်သည်သူလဲတံကိုကြား၍ထင်သည်ဦးအကကလမ်းဘေးသို့ရှောင်ပေးသည် ်ဦးကျော်တင်းကငကိုရဲကဦးအကနဲ့အခေါ်ပြောရှိသည့်လူဖြစ်တာကြောင့်ဦးအကဘဲကပြန်လာတာလဲရွာပြန်မလို့မလားလဲပေါ်တက်ပြနေပါစေဦးကျော်တင်းကြုံလန်းလျှောက်ပြန်ပါမယ်ဦးအကက ပြုံးရယ်စွာညင်းလိုက်သည်မဟုတ်တာပဲဗျာလာပါဗျာကျုပ်ကုတို့ယူခြင်းလို့ပါ ရွာရောက်ဖို့နှစ်မိုင်လောက်လိုသေးတယ်အားနာလို့ပါဗျာ အာမနာပါနဲ့တက်တာတက်ဥဝကနဲ့စကားပြောရတာကျိုးအတွက်အဖူးမဖြစ်နိုင်တဲ့ဘ ഹു တုဒ္ဒရရတယ်ဗျဦးကျော်တင်းကလှိုင်းလိုက်လဲလဲခေါ်တာကြောင့်ဥဝကလည်းမငင်းတာတော့ပဲလှဲပေါ်တက်လိုက်သည်ဦးကျော်တင်းကြည့်ရတာကျမ်းမာရေးမကောင်းသလိုပဲစကားပြောတာမောနေတယ်ထင်နေဟုတ်တယ်ဦးအပ်ကလေးကျုပ်ခဏခဏဖျားတယ်ဗျငဖျားခံလဲရှိတော့ပိုဆိုးတာပေါ့ဟိုတုန်းကတော့လိုက်တဲ့ဒဏ်တွေထင်ပါရဲ့ဦးအကကခေါင်းတညိညိလှုပ်ရင်း အချိန်ယူပြီးတေးသေးချာချာကုရင်ပျောက်ပါတဲ့ဦးကျော်တင့်အသားရေကလည်းတိတ်မမှန်ဘူးအနားယူဖို့ကောင်းပြီဦးကျော်တင်ကလဲကိုမောင်းရင်းနဲ့ကျုံမှာသမီးလေးတယောက်ရှိတယ်အရွယ်ကလည်းရောက်နေပြီးအိမ်အောင်မကြသေးတော့သူ့တာဝန်ကို ကျုပ်ကယူနေရုံပြဦးကျော်တင်တာဝန်ယူတာလဲယူဖို့ကျမကြီးလဲဂယူဆိုင်တစ်ခုခုဆိုကျုပ်ကိုအကြောင်းကြားခိုင်းလိုက်ဗျာ ဦးကျော်တင်အနှဲငယ်လန့်သွားသည်ဦးအကကအိမ်မဲကြီးမှ လူတဦးဖြစ်တာလဲပါဤဦးအကကပြုံး၍ကျုပ်ကလူနာကိုကောင်းကောင်းကူတတ်ပါတယ်ဟင်းဦးအကဈေးပညာတတ်တာပေါ့ကျုပ်တတ်တာမသေးအောင်ပဲကူတတ်တာဒီချက်ပိုတဲ့ပညာရက်ကိုကျုပ်တို့အိမ်ကလူတွေအကုန်တတ်တယ်ဟင်းဟုတ်လားဦးကျော်တင်အံ့ဩသွားသည် ရွာထဲကလူတွေခမားတို့ကိုတလွဲထင်နေတာဗျထင်ချင်းတယ်လို့ထင်ပါစေလေထင်တာလဲသူတို့အလုတ်ပဲကျုပ်တို့ကကျုပ်တို့အလုတ်ကျုပ်တို့လုံနေတာပဲဦးအကတို့အလုတ်ကပြောခွင့်မရှိတာခွင့်လွတ်ပါဦးကျော်တင်ဟုတ်ကဲ့ပါဟုတ်ကဲ့နှစ်ယောက်သားစကားစကားပြတ်သွားပြီးအတွေးကိုစီနဲ့လဲကိုစီလာကြစဉ်ဟင်း လဲလန်းဘေးတွင်ရိန်ထိုးကာသွားနေကြသည့်အမှုသမားနှစ်ယောက်တေချာကြည့်လိုက်တော့ပေါက်ကြီးနှင့်ဖိုးချိုသူတို့နှစ်ယောက်ကလည်းဦးကျော်တင်းနှင့်ဦးအကားတို့လည်းအတူစီးသွားတာကို မြင်လိုက်ကြသည်ဦးကျော်တင်းဗျာအဲ့ဒီနှစ်ကောင်ခမားကိုဒုက္ခပေးလိမ့်မယ်ဘာဘာဖြစ်လို့လဲဦးအကားကမဖြေပါနှုတ်ဆက်စွာ လိုက်ပါလိုက်ရင်ရွာထိပ်ရောက်တော့ဦးကျော်တင်းကိုနှုတ်ဆက်ကာဆင်းသွားတော့သည် ဥကြော်တင်အိမ်ကိုရောက်တော့အဖေရဲ့ကျမ်းမာရေးမကောင်းရတဲ့အထဲစပားအိတ်တွေမထမ်းပါနဲ့လို့ပြောတာမရဘူးခုတော့ကိုရီလက်တွေကြိုက်ပြီးအဖျားတက်နေပြီမလားညခွာညိုက ဖခင်ဖြစ်သူကိုဂယုနာဖြစ်အပြစ်တင်ရင်ကိုရီလက်တွေကိုနှိမ့်နယ်ပေးလို့နေသည် သူတို့မှာတားဖားနှစ်ယောက်တည်းရှိပြီးလောက်ကန်စားသောကန်တာအပြစ်အစုံကြီးမဟုတ်ပေမဲ့မပူမပင်တော့နေနိုင်သည် ဖခင်ကိုတန်ရောစင်ကြီးတဲ့စိတ်နဲ့အိမ်အောင်မပြူတော့ဟုဆုံးဖြတ်ထားပေမဲ့ဖခင်ကတော့အိမ်အောင်ကြစေခြင်းသည်ဒါမှလည်းသူဆုံးပါသွားတဲ့အခါသမီးကိုစောင့်ရှောက်နိုင်မှာမဟုတ်သမီးရပါတယ်ကွယ်ငါသမီးလည်းအဖေကိုပြုစုရတာနဲ့ပင်ပန်းလာပါတယ်ဒီလိုလည်းမဟုတ်ပါဘူးအဖေသမီးကအဖေကိုပဲပြုစုချင်တာတာတို့ွယ်တာတို့တာတို့ မမရခွာညိုက ဖခင်ကိုပြုစုရတာကိုပင်မန်းသည်ဟုမထင် ဖခင်တက်တာရှင်သူစိတ်ချမ်းသာသည်လေအခုတစ်ခေါက်သူ့အဖေဖျားတာရက်ကကြာလာသည်တခါတရံအဖျားတက်တာကကြောက်เสียရကောင်းတော့အောင်ဆိုးရင်ရသည်တညမဟင်းဟင်းချမ်းလိုက်တာသမီးရဲ့ချမ်းလိုက်တာအဖေဟာကိုရီလဲချစ်ဖြစ်တောက်ပူနေပါလားညခွာညိုလွန်စွာဆိုးရင်လိုသွားသည်ဟင်းဟင်း ခဏလေးအဖေခြေရင်းအိမ်ကအဘဆိုးကိုသွားခေါ်လိုက်အောင်မယ်။အေးညခွာညိုကခြေရင်းခြံသို့ပြေးထွက်လာပြီးခြံရှိမှအဘဆိုးရေအဘဆိုးဘသူလဲသမီးပါညခွာညိုအဖေဖျားတွေတအားတက်နေလို့လာခဲ့ပါဦးအဘဆိုးရေအေးအေးလာမယ်ညခွာညိုကခြံရှိမှထွက်မီပြုဟင်း အမှုသမားပေါက်ကြီးနှင့်ဖိုးချိုတို့နှစ်ယောက်ကို တွေ့လိုက်သည်ဟဲ့ညခွာညိုနှင့်အဖေပါဖြစ်လို့လဲအဖျားတွေတက်နေလို့ဟာဦးလေးကျော်တင်ကနှစ်ဖျားရှိရမလားဖိုးချိုလာတို့တွေလိုက်ကြည့်အောင်ညခွာညိုနောက်တို့ပေါက်ကြီးနှင့်ဖိုးချိုတို့လိုက်လာကြရင်အိမ်မော်ရောက်တော့ဦးကျော်တင်ကို တွေ့လိုက်တော့အခါဟာဆုံးပြီနဲ့တူတယ်မြဖြူကြီးလှန်ကငိန်တက်နေသောဦးကျော်တင်ကိုမြင်၍လန့်သွားသည် ညခွာညိုကစိုးရင်သွားပြီးဘေးကလှုပ်ခေါ်တော့လဲမရဥကြော်တင်ကငြိမ်သက်လို့သွားသည်အဘဆိုးရောက်လာတော့ညခွာညိုကအဘဆိုးအဖေကိုကြည်ပါအောင်ခေါ်လို့မရတော့ဘူးနေပါအောင်ဟာငါကြည်ပါအောင်မယ်အဘဆိုးကလက်တွေခြေတွေဆန်းရင်ခေါ်တော့လဲဥကြော်တင်ကမလှုပ်တော့ဆုံးပါပြီအဘဆိုးရာကျုပ်သူကြီးသွားပြောလိုက်မယ် ပေါင်ကြီးကဖိုးချိုကိုခေါ်၍အိမ်ပေါ်မှဆင်းသွားတော့မြခွာညိုရဲ့ရှိုက်ငိုတန်းကကြေကွဲပွဲရာထွက်ပေါ်လိုလာတော့သည်မငူပါနဲ့တော့မြခွာညိုရဲ့အကိုကျော်တင့်လဲတူမှကိုပဲခွဲချင်ပါမလဲရှိုက်ငိုနေတော့မြခွာညိုကိုရွာထဲကမိမကြီးများက နှစ်သိမ့်လို့နေကြသည်အဖေသေးတာကိုတမိမယုံဘူးတွေးလေးတို့ရဲ့အဖေအသက်ထွက်ချိန်မှာတမိနာမှာမရှိဘူးဟင် ဘသူအကိုကြော်တင့်နားမှာရှိလဲဒူမဘသူမမရှိပါဘူးဒွေးလေးသမီးကအပါဆိုးကို ပြေးခေါ်နေတာဒေါ်ငွေက သူ့ရင်ဘက်ကိုလက်နှစ်ဖက်နဲ့ဖြီး၍ဖះဖះငါထင်သလို ဖြစ်မလာပါစေနဲ့ဧပြာယာမြခွာညိုကဒွေးလေးပါရီထင်လို့လဲဘာမှမဟုတ်ပါဘူးဒူမဘာမှမဟုတ်ပါဘူးဒေါ်ငွေကစကားကိုရောချလိုက်သည် ရွာရဲ့ထုံးစံအတိုင်းအကြောင်းကြီးငယ်ရှိလာတော့မျက်နှာတကောင်ဖြစ်စေကားမူအပြေးရောက်လာကြသည်။သူကြီးရောက်လာပြီးညခွာညိုရီညဖေလောင်းကိုပြင်စရာရှိတာပြင်ရအောင်။ဟုတ်ဟုတ်ညခွာညိုလည်းမျက်ရည်တွေတုံရင်ခေါင်းကိုညိပြလိုက်ဤထိုစဉ်ညခွာညိုတို့ခြံရှိမှသူကြီးရေသူကြီးဟေးဘသူလဲကွာကျုပ်ပါတာနိုး တားနိုးကမြခွာညိုတို့ခြံထဲဝင်လာကအိမ်အောက်မှနေ၍သူကြီးအားကျုပ်သားလေးပျောက်သွားလို့သူကြီးရေဟေးအိမ်နေတော့ပျောက်သွားတာခလေးကကျမ်းမာရေးကောင်းတာမဟုတ်ဘူးသူကြီးခဏခဏတက်နေတာတားနိုးကလှမ်းပြောတော့သူကြီးကောင်းခဲသွားပြန်သည်ပထမတစ်ခါမိုးကြီးတို့ရဲ့ခလေးခလေးနှစ်ယောက်လုံးကတက်တက်သည့်ယောဂါရှိကြသည်လာကြကွာတားနိုးနောက်လိုက်သွားကြမယ်ဟုတ်ကဲ့သူကြီး ပေါင်ကြီးနဲ့ဖိုးချိုတော့နေခဲ့မင်းတို့ကမူးနေတော့ဘာမှအတုံးဝင်မှာမဟုတ်ဘူး။အင်းပါသူကြီးရဲ့သူကြီးလဲတာနိုးနောက်ကိုလိုက်သွားပြီးမကြာမီမြခွာညိုရဲ့အိမ်မှာလူကတိတ်မကြံတော့မြင့်ကလည်းနှက်တီထက်နှက်လို့လာလေရာ ပေါက်ကြီးနဲ့ဖိုးချိုတို့ကဥကြော်တဲ့အလောင်းပေးမှာ အရက်ပလင်းထောင်တောက်ကလက်ကြံကုံအောင်မနေအာယူတောက်နေရ၏ဟင်း လွန်စွာကျေလောင်ဆူးရှာသောခွေးတကောင်ရဲ့အတန်ကြောင့်ပေါက်ကြီးနှင့်ဖိုးချိုတို့စိုက်နေသောခေါင်းထောင်တို့သွားသည်ခွေးခွေးဥတန်ဟိုဟိုခွေးရဲ့ဥတန်မလားပေါက်ကြီးကသူတို့ကြုံခဲ့သည်ညာကခွေးနဲ့ကြီးရဲ့အတန်ဟုထင်ကဖိုးချိုကိုပြောလိုက်သည်ဟုတ်တယ်ထင်တယ်ပေါက်ကြီးနှစ်ယောက်သားအတာထွေအိမ်ပြင်သို့လှမ်းကြည့်လိုက်ရာခြံရှိအမောင်းထဲတွင်နေရဲနေသောမျက်လုံးနှလုံးပေါက်ကြီးဟိုမှာ အေးဟုတ်တယ်တယောက်နဲ့တယောက်လေတံတိုးတိုးနဲ့ပြောရင်အခြေအနေကိုစောင့်ကြည့်လိုက်သည်ဒုတိယအကြိမ်ထပ်မံ၍ဦးလိုက်ပြန်သည်ကြက်သီးတွေထားလိုက်တာအေးပေါင်ကြီးနှင့်ဖိုးချိုတို့ကြောက်စိတ်ဝင်လိုလာသည် ခုတစ်ကြိမ်ဦးလိုက်တဲ့အတန်ကအရင်နှစ်ကြိမ်ဦးသည့်အတန်ထက်ပို၍ကျေလောင်ဆူးရှလွန်သည်မရှိတော့ဘူးဘာဘာကိုလဲပေါင်ကြီးကနောက်လဲကြည့်ရင်ပြောတော့ဖိုးချိုကနားမလဲ၍မေးလိုက်သည်ဦးလေးကျော်တင့်အလောင်းမရှိတော့ဘူးကွာဟင်းအလောင်းပြင်ထားသည့်နေရာတွင်အလောင်းကမရှိတော့တာကိုတွေ့၍အကြောက်လွန်သွားသည်။ဘယ်ဘယ်ရောက်သွားတာလဲ ခွာညိုပဲမှလဲသူကိုပြောမှဖြစ်မယ်။ခွာညိုအပေါ်ထက်ခန်းမှာအိတ်နေမှာပေါ့လားဖိုးချိုလိုက်ရှာမယ်။ပေါင်ကြီးနဲ့ဖိုးချိုကကြောက်ကြောက်နဲ့နောက်ဖေးဘက်သို့ဝင်လာသည်။အိုးခွက်ပကံတို့ကြတန်ကြရ၍ကြီးလိုက်ရာအမောင်တဲတွင်ငုတ်တုတ်ထိုင်နေသောမဲမဲတရံကြီးကိုတွေ့ရသည်။ဟိုဟိုမှာသူတို့မြင်လိုက်တာကဘသူလဲဆိုတာအပိုင်းလေးကိုစက်ကြည့်ရအောင် ဒီလိုဗီဒီယိုများကိုကြည့်နေတတ်တယ်ဆိုရင် like and share လေးလုပ်ပြီး subscribe လေးလုပ်တော့ဖုံးမမင်းနဲ့နော်